ကျွန်တော်တို့လူမျိုးတွေရဲ့အခြေခံစိတ်ကိုသိတဲ့အတွက်လေတိုင်းရင်းသားတွေတော်များများလားကျွန်တော်တို့လူမျိုးတွေရဲ့အားနည်းချက်ကျွန်တော်တို့ဘုံမှန်လူမျိုးရဲ့အားနာချက်တွေအားနည်းချက်ပေါ့အခွင့်အရေးညီကြတာဘောဆန်းစုကြည်တာ DCRBA IND PDF တွေတိတယ် AOD မှာနိုင်ငံတော်ကမ္ဘာ့ရာထူးပေးထားတဲ့ဦးဝင်းမြို့ကိုကမ္ဘာ့ရာထူးပေးထားတဲ့တိတယ်လို့ဝန်ခံလိုက်အဲ့ဒီမှာ UNGCRP လုတ်တဲ့မြန်ဟာအားလုံးကိုရှင်းတဲ့မြန်ပုံမှာပေါ့ပုံမှာစာအုပ်တွေမှာရှိတဲ့နော်ရာဇဝတ်မှုကိုတော်တော်တရားမှုကိုအကုန်လုံးကိုတန်းစီပြီးနေပြီးတော့တောင်းဆိုရမှုကြပါ ဟယ်လိုချဲတဲ့မိဘပြည်သူညကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ23ရက်ရက်ကျွန်တော်စနေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့အစွန်တော့ဒီနေ့ညမှာတော်လရဲဘော်ဒီကနေပြန်မစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမုံကျိတ်တိုက်ပွဲတွေပေါ်ဆောင်ပြီးတော့မှအောင်ပွဲရရှိတဲ့တရင်တွေပါဝင်ပုံမှန်ရက်ခွဲရပေါ့နော်ခြေခွဲလာမဲ့တရင်လည်းကြိရှော့မှာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ ကရင်ပြည်နယ်ကော့ကရိတ်ကျွန်းတိုးလန်းတပွဲမှာစစ်သား30ထက်မနည်းသေဆုံးပြီးတော့မှစစ်တပ်ဘက်ကတရင်မှုနဲ့ဒုတိယမှုတို့ပြင်းထန်တဲ့အရာပြီးတော့မှလက်နက်ခဲယံများပြားတင်းစင်ရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။လက်နက်ခဲယံရေတွက်တိကျတဲ့ထုတ်ပြန်ခွင့်ရလာရင်ပြန်ပြောပေးပါမယ်ဆိုပြီးတော့မှ Mon Liberation Army ပြန်ချိုက်တော်ရှိသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ ဒီမနေ့မနေ့ဆယ်နေချင်းတော်လိုက်ဘက်ကနေပြထမစစ်ကောင်စီစီချောင်းပြမ၄နေရာကိုလင်းနေကြီးတွေနဲ့စတင်ပြခတ်ပြတဲ့နောက်ပိုင်းမှာစစ်ကောင်စီဘက်ကနေပြထမပြန်ပြခတ်နေတာရှိတယ်။ပြီးတော့မနေ့ဆယ်နေချင်းဖမ်းဘက်ကနေပြထမစစ်ကိုခန်းကားတွေတာမညကော်တာဘက်ကနေပြထမဂျိုင်းကျုံတို့ဘက်ကိုတက်လာတယ်။ပခုတ်ကိုကော်လဘတ်စိန်အုပ်ရဲခါခန်းကား၆စီပြီးတော့နစီထွက်လာနေတယ်ပြထမ တော်လိုင်းရဲ့တရေမြက်ကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။တောင်ပိုင်းတိုင်းမှာပေါ့နော်။အခုလိုမျိုးကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစုစီကိုစစ်ကြောင်းထိုးပြီးတော့မှခြေတက်လာတဲ့စစ်ကောင်စစ်တပ်ဖွဲ့တွေဟာဆိုတော့ခုဆိုရင်ကျွန်တော်တို့တောင်ပိုင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်ပြီးတော့မှအမုန်းကြီးတိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်။အနည်းဆုံး40ယောက်လောက်ဆိုတော့ပေါ့နော်။မျိုးစွာဖြစ်တော့တယ်လို့ကျွန်တော်တို့မိဘပြည်သူတွေအတွက်တရင်ကောင်းကြားရတာပဲဖြစ်ပါတယ်။နောက်ထပ်တရင်တပ်ဖွဲ့အနေနဲ့ကတော့ပုဂိုးတိုင်းလစ်ဘရန်မျိုးနယ်မှာစစ်ကောင်စီတပ်အထိုင်ချတဆဲထားတဲ့ကြေးရွာတွေကိုအမားမေးပူပေါင်းဖွဲ့တွေနဲ့သူဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စပရမ တယဝရီခိုင်တရင်တုံးဟောင်းရှဲနဲ့တခွဲနေရဲ့ပြောကြားချက်ပဲဖြစ်ပါတယ်။မနေ့ကတည်းကအဲ့ဒီမှာတဆွဲထားတာကျေးရွာစာတင်ကျောင်းနဲ့ရွာထဲကအိမ်တွေမှာပါအင်အား30ကျော်နဲ့စပရမစစ်ကောင်စီတပ်ချင်းတွေကိုတရင်တုံးဟောင်းရှဲနဲ့တခွဲနဲ့တောင်ရှိသူကနေပြောဆိုထားတာဖြစ်ပါတယ်။ စကားဆက်ဘက်ကအင်အားလုံးရင်းနဲ့စခန်းပြင်ဝင်ပြီးတော့မှရှင်းလင်းရေးတွေတော့လုပ်ပါတယ်ခင်ဗျသူတို့အထိုင်ချစခန်းတွေကိုပဲရှင်းလင်းရေးလုပ်တာပါဗျာဆိုပြီးတော့မှလက်ရှိအခြေအနေကိုတခွဲနဲ့တောင်းရှိသူကနေပြီးတော့မှဆက်လက်ရှင်းပြပြောဆိုထားတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ခုဆိုတော့ဒီတောင်ပိုင်းတိုင်းမှာဆိုရင်တော်လန်ရေးဘော်ဒီကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေကိုမုန်းချစ်တိုက်ခတ်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဒီမြေပြန့်သားတွေရာဆိုတော့ကျွန်တော်တို့ ကျန်တဲ့ပေါ့နော်တိုင်းသားညီကိုလက်နဲ့ကင်တဖို့အနေနဲ့သူစီလိုညီရဆိုတဲ့တပွဲတွေပုံဖော်နေကြတာပြပြမစစ်ကောင်စီရဲ့တပ်စခန်းတွေထိုင်ချထားတဲ့ကာကင်းစခန်းတွေလည်းတခုပြီးတခုတင်ပရရှိဖို့စ조사နေတာကိုလည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့အမေစုဟာဆိုရင် NUG နဲ့ CRPH ကိုလုံးဝထောက်ခံမှုမရှိဘူးဆိုပြပြမကျွန်တော်တို့ပြည်သူတွေပြောလင်းပြောင်းစားဂျင်းထက်ပြပြမပြောဆိုခဲ့တဲ့ကြော်မြင့်မြင့်ကိုကိုစီကနေပြပြမဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ခုကျွန်တော်ကတော့ငါတို့ရဲ့ဒီထဲမှာ ခင်ဗျားတို့ BBC app ကြည့်ရတဲ့လူတွေ GitHub မြစီမအရာတွေစသဖြင့် media တွေအကုန်ကြည့်ရတဲ့လူတွေအနေနဲ့အခုကျွန်တော်ပြောတဲ့အကြောင်းကိုတို့ရှိမှာပေါ်ပြမှာမဟုတ်ဘူးကျွန်တော်ပြောတဲ့အကြောင်းကတရားဝင်ရှိတဲ့ဖွဲ့စည်းဟုတ်မဟုတ်ရှိတာမရှိလားဆိုတာအခုမဆမ်းမော်ကသူ့ရဲ့ Facebook မှာတင်ထားပြီးသွားကြည့်မဆမ်းမော်ရဲ့ Facebook မှာအဲ့တော့မဆမ်းမော်ရဲ့ Facebook မှာလည်းမဆမ်းမော်ကိုသွားပြီးကွန်လော့တုတ်တဲ့လူတွေသက်ရှိတယ်ဒီစာရေးကိုတော့ပတ်သက်ပြီးတော့ထုတ်ပြန်အကောင်လားကြီးကပေါ်ပြအကောင်လားပဲအဲ့မဆမ်းမော်ရှင်းတဲ့ဒေါ်ဆောင်သူရဲ့မွေးနေ့အတွက်ဒေါ်ဆမ်းဒေါ်ဆမ်းမော်ရှင်းရှင်းလေးဒေါ်ဆောင်သူရဲ့မွေးနေ့အတွက်ဒါမွေးနေ့လက်ဆောင်ဖြစ်နေပြီးလေဆိုလိုတာဘာလဲဆိုတော့ NGC CR page ပြည်ထောင်စုလုံးဝမဆိုင်ဘူးဆိုတော့ဒေါ်ဆမ်းမော်ကသိနေချင်တယ် သိနေချင်းနဲ့ဒေါ်စသီကြီးကချစ်ခင်တဲ့အတွက်ဒေါ်စသီကြီးဒီဒီငှရှုပ်တွေငပွေးတွေလုံးတမရတယ်ဒေါ်စသီကြီးဘာတော်မှခံရမလို့ဆိုရည်ရွယ်ချက်နဲ့ဟုတ်တယ်ဘာဆိုလဲဆမ်းပေါ့ဒါကိုရွေးချက်ရှိရှိနဲ့တင်လို့ရဟုတ်တယ်ဟုတ်တယ်သူပဲရရလို့မသိဘူးဒီစာကတော့ပွင့်လို့ပြောရင်ဒီစာကတော့ online ပေါ်မှာလုပ်ခဲ့တဲ့2023လောက်ကလေးအစပြီးပြန်နေတယ်အဲ့စာလေး2023လောက်ကလေးအဲ့စာလေး online ပေါ်ပြန်နေခဲ့တယ်ပြန်လာပြီးတော့ပြတ်သွားတယ်တနေရာမှာပြန်နေခဲ့တယ်ပြီးပြတ်သွားတယ်အဲ့စာပြတ်သွားတော့ကြည့်ရအဲ့တော့လည်းဒေါ်စမောတင်းထားလာတော့ကျွန်တော်မသိဘူးဘာပြောကျွန်တော်မသိဘူးပေါ့နော်မစမ်းမဘဲရလဲကျွန်တော်မသိပါဘူးမေးလဲကျွန်တော်တကယ်မသိပါဘူးတကယ်မသိလို့မသိရပါနော် ပြပါနော်ငုံမတက်ဒီကောဒီကောဆောက်ခေါကိုကြည့်လူတယောက်ဆိုတာလေရုပ်ချွာတာရုပ်ဆိုးတာမဆိုင်ဘူးလူတယောက်ရဲ့ယူတာမှုပွင့်လေးမှုဆိုတာဟဲ့မျက်လုံးမှာအဓိကအခြေခံတယ်အဲ့ဒီကောင်နေဆောက်ခွက်ကြော်ဆိုးဆောက်ခွက်ကြည့်အဲ့ကောင်နေမျက်လုံးမျက်ဖန်ကိုကြည့်ကနာငြိမ်တာကြည့်တခိုးမျက်လုံးလူလိမ်မျက်လုံးလူရောမျက်မျက်လုံးမျိုးစုံရှိတယ်ကြည့်ကျွန်တော်ကလူတယောက်ကိုစစ်စစ်ကြည့်ပြီးစကားပြောရဲကောင်မျိုးတွေမဟုတ်ရုပ်ပေါ်ကကလင်ကတိရုပ်နော်အခုသူတို့လိုချင်တာကကျွန်တော်ပြောလို့ဒီကောင်နေနှစ်ချက်ခုတ်လုပ်ထားတာ ဒေါအောင်ဆန်းစုကြည်ကမတိဘူးပြောလိုက်တယ် CRP ANG PDF တွေကသူနဲ့မဆိုင်ဘူးမတိဘူးလို့ပြောတဲ့စကားကိုမတိဘူးပြောတာမထောက်ခံဘူးပြောတာမဟုတ်ဘူးဒါပေမဲ့မထောက်ခံဘူးဖြစ်အောင်စိုက်ဝါထည့်ပြီးတော့ပြည်သူထည့်အဓိကရေးချက်ကပါတော်လိုင်းအင်အားနဲ့အောင်အဲဘာဒေါအောင်ဆန်းစုကြည်လက်မခံဘူးငါတို့ဘာလို့လုပ်လဲသူတို့ဖြစ်စင်အောင်အကယ်၍ဒေါအောင်ဆန်းစုကြည်တိတယ်ဆိုရင်လည်းတွားပြီဒေါအောင်ဆန်းစုကြည်က DCRP ANG PDF တွေကိုတိတယ်အယူဒီမှာနိုင်ငံတော်တမရရာထူးပေးထားတဲ့ဦးဝင်းမြစ်ကိုတမရရာထူးပေးထားတဲ့တိတယ်လို့ဝန်ခံလိုက် အဲ့ဒီမှာ UNGC ကပြီးလုတ်တမြန်အားလုံးကိုရှင်းနေမြပုံမှန်ပေါင်းပုံမှန်စာအုပ်ထဲမှာရှိတဲ့နော်ရာဇဝတ်မှုကိုတဝန်တရားမှမှုကိုအကုန်လုံးကိုတန်းစီပြီးရေးပြီးတော့ဒေါန်းဆုကြီးအမှုချမှာအဲ့ဒါလိုအခြေအနေကြတာနော်အမှခလေးကွက်တည်းဟမ်လဲတော့လဲတပတ်ပတ်မပြည့်ဘူးမင်းတို့မင်းတို့ခေကုန်ပြီမင်းကတော့ဘုဒ္ဓငါနိုင်ငံတည်းမှမဟုတ်တော့ငါတမန်ပြည်သူတယောက်ပြည်သူတဲကပြည်သူတယောက်တော့မင်းတို့စောက်ကြည့်ပါလဲဆိုတော့ကောင်းကောင်းတည်နေပြီဒီနေ့ခေတ်မှာအဲ့တော့နိုင်ငံရေးသမားတွေကတော့မင်းတို့တော့တနာတယ် တည်လားနော်ဆက်ပြောပါဦးကဲတကယ်မသိဘူးဘာလို့မလုပ်မှာဆိုတော့တကယ်မသိတာဘယ်ပြောပါဘာလို့ပြီးရောလို့ပြောတယ်ပုံလားမတိုင်းမတိခိုင်းရင်ဖြစ်တယ်သူကအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ထူးခြားဆုံးကတော့ခဏမီဒီယာတွေကအမှောင်ချရင်တရေကိုဖုံးကွယ်ပြီးတော့ဒေါက်ဆန်းသူကြီးကိုချစ်ခင်ကြသူတွေအကုန်လုံးကအကုန်လုံးကဒီအစာကြောင်းကိုပေးမသိဘဲနဲ့ဒေါက်ဆန်းသူကြီးကပဲ NUG CR page PDF ကိုထောက်ခံနေတဲ့ရောင်ရောင်အတီးပြုတ်ထားတဲ့ရောင်အားပေးတဲ့ရောင်ရောင်နဲ့အားပေးတဲ့ရောင်နဲ့ဆက်ပြီးတော့ဝါရဖြန့်နေဒီစာကကဲနေတာသူတို့မီဒီယာအားလုံးကဒီလိုင်းနဲ့ပေါ်ပြလိုက်လို့ရှိရင်ဒီစာကိုမြင်သွားတယ်ဒီတဲကောင်ကဒေါက်ဆန်းသူထွက်ဆိုထားတဲ့စာကိုမြင်သွားတာလေ အမေမှန်ရပြီတော့ချက်ချင်းဟာငါတို့အမေကငါတို့ဒါတော့မကြိုက်ပါလားဆိုတော့သိသွားမှာအဲ့ဒီစီပေးနေတာအမေအမေစီပေးကိုအမေကမဟုတ်ပါဘူးအမေကမသိပါလားအမေကလက်ခံတာပါလားဘာလို့ငါတို့မပါသိမအောင်ချင်တယ်လို့လက်ခံသွားမယ်လူငယ်တွေကတန်းနဲ့ချိန်သွားနိုင်အဲ့ဒါကြောင့်မလို့အဲ့ဒါဖြစ်မှာစိုးလို့ချက်ချင်းပြောရင်တော့ BBC ပြောရင်အဲ့ဟာ BBC ပြောရင်လို့ဆင်လီကွင်းတော့ဆိုတာတိလားဟမ်ထွက်မလားထွက်မလားဟမ်ထွက်မလားထွက်လားထွက်လားငါကိုကိုက်လို့လည်းမရဘာလို့ငါဆင်လီကွင်းရောဘောကမင်းတို့ဘောက နော်တန်းနဲ့ချီပြီးတော့အမြင်မှန်ရမလားလို့ဟုတ်လားဒီနေ့ခေတ်မှာအလင်းဝင်နေဆိုတော့ဘယ်ဘက်ကဘယ်ဘက်ကိုကူတော့အလင်းဝင်လို့ခေါ်တာကိုဆရာတော့ပါနော်ကျော်မင်းမင်းကိုတဲကိုဆုံးမပြောဆိုထားဖြစ်တယ်ဒီကောင်တွေကတော့ဟာတာစကားတွေတိတ်ပြောတတ်တာပြီးတော့မှအမေဆိုတာဆိုတော့ NUGCR page ကိုလုံးဝမထောက်ခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့တလိုင်းတက်ဖို့အနေနဲ့ပြည်သူတွေကြတဲ့မှာဝါရမိုင်းတိုက်နေတာပဲဖြစ်ပါတယ်။ဒီကောင်တွေဘလို့ပဲလို့လို့ကျွန်တော်တို့ခုဆိုတော့အမေစုလူမျိုးနိုင်ဖို့အတွက်စူးစမ်းနေကြတာဖြစ်တယ်လို့တစ်ဖက်မှာဆိုတော့ Facet Arna Shin စနစ်ကျွန်တော်တို့တိုင်းပြည်ကနေပြည်တော်မှအပိတိုင်ချုပ်ချင်းတော့အောင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီနေ့မကုန်ခင်မှာပဲကျွန်တော်တို့အားလုံးဝင်ဝင်ပြည်တော်မှာတိုက်ထုတ်မယ်ဆိုပြီးကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်။ဒီချိန်မှာတွေ့တန်းယူကျွန်တော်တို့ကိုဂျင်းနဲ့ပေါ်ပန်လေးဆက်ပြောဆိုနေကြတဲ့စခွေပေါ်မှာရုပ်ကားတွေဟာဆိုတော့တော်တော်လေးကိုခြေကွက်လောက်မြဲနေကြတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှကြာတိနေရတာပဲဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့နာမည်ကြီးမိုင်းစစ်မျိုးကကျောင်းဆရာကြီးတို့ဘယ်လိုမျိုးအချင်းပြချဆောက်မှုတွေရှိနေလဲဆိုတာကိုတင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်စစ်ပီမှာနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်အနေနဲ့မိုင်းဆက်မျိုးကပြည်သူတို့ရေးတာပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်ချမ်းမြင့်တဲ့အစီအပိုင်းမိုင်းဆက်မျိုးအလကနာကောမှာကျောင်းဆရာကြီးဥပြုံးကြီးဟာ2025 2026ပညာသင်နှစ်ကျောင်းအပ်လက်ခံရမှာ ယခုနှစ်ចောင်းသားဟောင်းများကိုတဝူးလျင်ကြက်တောင်းកောက်ခံပြီးအခြားចောင်းမှចောင်းပြောင်းလာသူတွေကိုထိုင်းတောင်းငွေတထောင်កောက်ခံနေပါတယ်။အခြားမိတိចောင်းကမှထို့သို့កောက်ခံခြင်းမပြုဘဲအလကနာကောចောင်းတစ်ចောင်းနဲ့မှသာកောက်ခံနေပါတယ်။ကျောင်းသားတက်များကိုလည်းသူတောင်းတလောက်မပေးနိုင်ရင်အခြားကျောင်းဖြစ်တယ်။အလကကြတဲ့သူသွားအပ်ခိုင်းပြီးကျောင်းသားမိဘများကငြိမ်ခံနေရပါတယ်။ဆရာဆရာမများကိုလည်းအထက်စီးနဲ့ပြောဆိုချိန်ချောင်နေပါတယ်။ အထက်ဌာနများကငွေကြေးတစုံတရာကောက်ခံခြင်းမပြုဖို့ညွှန်ကြားထားပေမယ့်ကျောင်းသားဟောင်းတဦးကျက်တောင်းနဲ့ကျောင်းသားတင်များကိုဗတ်တထောင်ကောက်ခံနေခြင်းအပေါ်သက်ဆိုင်ရာမှာစုံစမ်းအရေးယူပေးပါရန်တင်ပြအပ်ပါတယ်လို့စာရေးသားပြပလာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါ်လာရဲ့ပြည်သူကြကပြည်သူစကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ပေါက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ် ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။တော်တော်လေးမယဲနာနော်ကျွန်တော်တို့ဒီမိုက်စစ်မျိုးမှာဆိုတော့လေးချောင်းကြီးရဆိုရင်ကိုကျူးချပြတော့မှတပိုတဲ့နွားသမားပြီးပြီကျွန်တော်တို့ကျောင်းသားလူငယ်တွေနဲ့မိဘတွေပေါ်မှာရဲစဲရုံမှာဆိုတဲ့ငွေသင်တောင်းခံနေတဲ့ဆိုတော့လည်းတပိတော့မှတိရှိရတာပဲဖြစ်ပါတယ်။ကလေးတွေရဲ့ပညာရေးကိုသူ့အနေနဲ့လုံးဝကိုစိတ်မဆားတဲ့ပြင် ကိုကျိုးပဲကြည့်ပြီးတော့မှအိတ်ကထဲပိုက်ဆံရောက်ဖို့ဒါအများရန်တွေးတော့နေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေးရတာပဲဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီခန့်ပေါ်တော့နတ်စီရီယံဝန်ထမ်းတွေပညာရေးဝန်ကြီးဌာနမှာလို့နေကြတဲ့အုပ်စုတွေရဲ့အချင်းမြချစားမှုတွေနဲ့သူကျွန်တော်ပြည်သူတွေခြံနေနေတယ်ဆိုတော့ကျွန်တော်တို့အခုဆိုရင်လုံးစိတ်ပတ်စိတ်ကိုမြင်နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွင်လည်းမြို့အစိုးကနေပြီးတော့မှမြောက်လိုင်းကဂိယုနာသမားပီပီအခုဆိုရင်ကျွန်တော်တို့တိုင်းသားလက်နက်ကန်တဖို့ဝင်ပုံမှာစာနာတနာမှုရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးပြောနေပြောင်းစားပြောထားမလဲဆိုတာကျွန်တော်တို့စစ်ပီတော့မှကြည့်လိုက်ရအောင်နော် တိုက်ပွဲကိုစစ်ပွဲကိုပြက်ပြက်သားသားတိုက်စီရင်တဲ့သူတွေအနေနဲ့ကိုမျိုးကိုရွာကိုဒေတာကိုစစ်ဆောင်လာတဲ့ရခိုင်လူမျိုးတွေအပေါ်မှာဟာမင်းတို့လူမျိုးတွေကြောင့်မင်းတို့လူမျိုးတွေတီထောင်ထားတဲ့တတ်မလို့ကြောင့်ငါတို့တတ်မလို့သားတွေဒုက္ခရောက်ရတယ်ကွာဆိုပြီးတော့ဘယ်သူကများစစ်ပွဲကိုရှောင်ပြီးတိတ်ဆောင်လာတဲ့ရခိုင်လူမျိုးတွေပေါ့ရဲချင်းတွေရှိပါမလဲထိုးချင်းတွေရှိပါမလဲတက်ချင်းတွေရှိပါမလဲဘယ်သူမှမရှိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ကိုချင်းစာစီရှိတဲ့အတွက်လူမျိုးကြီးဝါရကိုဗမာလူမျိုးတွေကကန်ဆွဲထားတယ်ဆိုတော့ညဗမာလူမျိုးတွေကတကယ်ကိုပဲအမှတ်သေးကြီးနေတယ်လူမျိုးပါဟိုကျွန်တော်တို့စီကိုစစ်ဆောင်လာကြတယ်ရခိုင်လူမျိုးတွေမှန်တယ်များကိုဗမာလူမျိုးတွေအားလုံးကလိုက်လည်းနေလည်းပဲကျူတူကြပါလေဝမ်ဘန်တတာပဲကုညီကြပါလေဒီချိန်မှာစစ်ပွဲကိုစစ်ပွဲနဲ့ပတ်အောင်မတိုက်လို့ဆိုပြီးပြောနေတဲ့သူတွေကတကယ်လို့များလားတက်မတော်ကအေးအေးကို ်အပတ်တွင်းအနိုင်တိုက်ပြီးနေနေနဲ့ဘုံရမင်းအမြောက်ကြီးနဲ့ပြစ်မယ်အေးတွေလည်းတင်းမယ်ရခိုင်လူမျိုးတွေလည်းတင်းမယ်ဆိုရင်ကျွန်တော်တို့ကမှလူမျိုးတွေရဟာရေရဆက်တက်နေတာရေရဆက်တက်လုံလိုက်တာလို့ပဲပြန်ပြောကြအောင်ပါစုတ်တက်တက်နဲ့တနာနေကြအောင်ပါဒါကျွန်တော်တို့ပမာလူမျိုးတွေရဲ့အခြေခံစိတ်ပါပဲကျွန်တော်တို့လူမျိုးတွေရဲ့အခြေခံစိတ်ကိုသိတဲ့အတွက်လေတိုင်းရင်းသားတွေတော်များများလား ျွန်တော်တို့လူမျိုးတွေရဲ့အားနဲ့တက်တဲ့ကျွန်တော်တို့ဒေါနာလူမျိုးရဲ့အားနာတက်တဲ့အားနဲ့ချက်ပေါ်မှာအခွင့်အရေးယူနေကြတာအဲ့ဒီတော့ကျွန်တော်တို့နိုင်ငံသားတွေကိုယ်တိုင်တော့ကလက်နက်ကိုင်တောင်းကျမ်းသူတွေအပေါ်မှာလက်နက်ကိုင်တောင်းကျမ်းသူလူမျိုးစုတွေအပေါ်မှာပြင်းပြင်းထန်ထန်ပြက်ပြက်တားတားရဲရဲဆက်ဆက်မဆက်ဆံရဲရဲတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့နိုင်ငံတကာနဲ့အစီအပြောင်ဆက်ဆံနေရတယ်အစိုးရတရားအနေနဲ့ ဆိုရကောင်းဆောင်တရားအနေနဲ့စစ်ပွဲကိုစစ်ပွဲနဲ့တူအောင်ပြက်ပြက်တတ်တတ်ရဲရဲဆက်ဆက်တိုက်ဖို့ဆိုတာဘယ်လိုမှမလွင်နိုင်ပါဘူးမြို့ဆိုပြောချင်တဲ့ပုံစံရတော့အခုဆိုရင် AA ကိုပေါ့နော်မြောက်လေတို့ဖစ်စစ်သက်ကနေပြီးတော့မှ တနာပြီတော့မှအလျှော်ပေးထားလို့ဟိုလိုမျိုးထင်တိုင်းချက်တောင်းကြနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မျိုးဆက်ပြောဆိုနေတာဖြစ်တယ်။ချက်ဖြစ်မျိုးတင်တဲ့ဘက်မှာသူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတရင်လိုက်ကိုကျွန်တော်တို့ကနေပြီးတော့မှဖမ်းဆီးရမိတာတွေလက်ပေါ်နဲ့ပေါ့နော်ထုတ်လာပြတဲ့နောက်ဘက်မှာဆိုတော့ဒီကောင်တွေကတော်တော်လေးကြေခွဲနေတာပဲပြီးတော့မှလူမျိုးရေးရခုစင်ဝါဒမိုင်းတိုက်ပြီးတော့ဝါဒဖြန့်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဘလိုပဲလို့လို့ကျွန်တော်တို့ခုစင်တော့ AA နဲ့ PDF ဘုံတပ်ဖွဲ့တွေအရဆိုရင် ဒီမြေပြမှာဆိုတော့တပွဲတွေပေါ်ဆောင်ပြီးတော့မှအောင်ပွဲတွေလည်းရရှိနေတဲ့အချိန်မှာပဲဘုမရက်ကနေပြီးတော့မှကျွန်တော်တို့ကိုဒီဘုမနဲ့ရခိုင်ကြထဲမှာပေါ့နော်အေးနွားလိုမျိုးပရိပခါတွေဖြစ်လာအောင်သူတို့တွေနဲ့ဆက်လက်ပြီးတော့မှပေါ်ပန်လေးဆက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒီကောင်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးရှုနေကြတဲ့မြေပြပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပိတ်ခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဖူးသူမနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်မျိုးစာလောင်းလေးတွေကိုဘယ်လိုမျိုးမျိုးဆွဲထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်မိတ်ကလေးအဖက်မှာပါပဲတက်တော်ဆော်ရည်လာယူနေလို့မိတာကယူတောင်ကြောင်းမိတ်ကလေးဆိုရင်ကြီးကြီးငယ်ငယ်ချင်းနဲ့အကုန်အလှကြိုက်တာမိမနဲ့လှချင်းနဲ့မိမနဲ့အလှကြိုက်တယ်နှောက်ဖို့အတွက်ကိုယ်ကမိတ်ကက်တွေနှခိုင်းနေရင်ဂျီတီတီတွေသုံးကြတယ် တခါတလေပွဲလမ်းတည်နေသွားကြရှင်ဆိုင်သွားပြီးတော့ဖားတင်ရသေးတယ်စုထားတဲ့မုံပိုးလေးတွေလည်းကမိတ်ကဲအတစ်ကိုခေါ်ပြီးအလှတင်ကြတယ်မိမမှန်လေအလှချင်နေအလှကြည့်တယ်အခုတက်တော်မှာကဝင်လဲကုန်ကြမလို့ပတ်စံလဲမကုန်အချိန်လဲမကုန်လက်ညိုးလေးတစ်ချက်နှိမ့်လိုက်ရုံနဲ့ကိုကြိုက်တဲ့မိတ်ကဲလုပ်ကိုမျိုးဆုံပုံစံဆုံးပြောင်းလို့ရရင်မှလို့ရတယ် ဝင်လည်းမကုန်ဘူးအချိန်လည်းမကုန်ဘူးတညိုလေးတစ်ချက်နှိမ့်ရုံနဲ့လှလို့ရနေတာဘလောက်ကံကောင်းကြည့်လေအနည်းဆုံးတော့တတော်ဖန်ပြီးထက်ပြီးလှပနေတဲ့ကိုမျက်နှာလေးကိုကိုယ်တိုင်ကြည့်ပြီးတော့စိတ်ကြည်နေရတယ်မိကလေးဆိုတာငါကြိုက်တယ်မျက်နှာမှာဝှက်ချလေးလောက်ထွက်လာရင်အသက်30ကျော်40ရွယ်ရောက်လို့တင့်တိတ်တွေထွက်လာရင်အတန်းမှစိတ်ဆင်းရဲရတယ်စိတ်ညစ်ရတယ်အဲ့ဒီညစ်နေတဲ့စိတ်တွေကိုတတော်ကဖန်ပြီးတုံးပြီးမျက်နှာလေးလှသွားတော့ဝေးမကုန်ပဲနဲ့စိတ်ချမ်းသာတဲ့နေ့လေးရှိတာဘလောက်ကောင်းလဲလေမိကလေးကိုချောင်းနားမလည်ပဲနဲ့ဆရာကြီးတို့ပြီးမွေးဖန်နဲ့ ဘူးသူမှာတော့ပေါက်ကွဲနေတာနော်အခုဆိုရင် तू ကဒီ TikTok effect တွေတုံးပြီးတော့မှဒီစက်ကောင်စီတဖုံတွေကိုမျိုးဆွဲတဲ့နေရာမှာပြောဆိုဝေဖန်မှုတွေရှိလာလို့ပေါက်ကွဲနေတာပဲဖြစ်ပါတယ်သူတို့ဘယ်လိုပဲလုပ်လို့ဟိုဆိုတော့ပြည်သူတွေကနေပြီးတော့မှသူတို့ရဲ့ရုပ်ဆိုးကြီးတန်းနေပေါ့နော်ပြုတ်မှုတွေနဲ့ကျွန်တော်တို့ကို watermark တက်ပြီးတော့မှတက်ဖြစ်မှုတွေဒီထက်ပိုပြီးတော့လှုပ်ဆောင်နိုင်အောင်ပြောဆိုမှုတွေလည်းအခုဆိုရင်တွေးနေရတာမလို့ဒါတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှ voucher ဆွဲမယ်ဆိုပြီးတော့မှပြီးတော့အလုံးကျွမ်းဝါထားချက်တာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတို့ပို့နေတဲ့လာမယ့်နေ့ရက်တွင်းမှာမြန်မာနိုင်ငံနေရာဒေသတွေမှာမွေးရသွန်းနိုင်မဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မှဦးထေးသိန်းရဲ့တုံသက်ပြောဆိုမှုလေးကျွန်တော်စစ်ပီမှာနားထောင်ကြည့်လိုက်ရအောင်နော်တနင်္ဂနွေနေ့22ရက်နေ့မှာတော့တနင်္လာရီတိုင်းတစ်ခုလုံးဟာမိုးရရင်6လမလောက်ထိ ရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့တောင်ပြိုခြင်းတံတားပြိုခြင်းတောင်ကြီးမှာနေထိုင်တဲ့လူတွေအတွက်ရှောင်ရှားဖို့အတွက်3ပေးပါရန်မြေတားရခမှာသို့တူ ဧရာဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်ရခိုင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းအနောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့သတိထားမယ့်နေရာကတော့ရွှေဘိုနမ်တူမြကြီးနာချင်းတွင်းမြို့တို့တစ်ဆောက်မှာမိုးရည်ကြီးလေးလက်မလောက်အထိနေရာကွက်ပြီးတော့မိုးသီးထနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ပဲ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာလည်းမိုးရေစိမ်3လက်မကနေပြီးတော့3.5လက်မလောက်ထိနေရာကွက်ပြီးတော့မိုးတီးထန်းွာကြွာနိုင်တဲ့အနေအထားရှိပါတယ်23ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အထက်ပိုင်းမှာမိုးနှင်းငယ်ပါသွားတယ်ဆိုပေမဲ့လည်းချင်းပြည်နယ်နဲ့စကိုင်းတိုင်းစစ်ဆက်ဒေသချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူကရင်ပြည်နယ် မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးတီးထန်နိုင်တဲ့နေသားရှိပါတယ်မိုးရွကြိမ်လေးလမလောက်ထိရွာသွန်းနိုင်တဲ့နေသားဟာအန္တရာယ်ပြရောက်နိုင်တဲ့နေသားဖြစ်ပါတယ် မြန်မာဆရာကြီးဦးထေတဲ့ပြောထားတဲ့ပေါ့နော်ဒီမိုးကြီးနိုင်တဲ့နေရာတွေတော့ကပြည်သူတွေအနေနဲ့မြေချောင်းမေးမှာကိုကရှိနေတယ်ဆိုတော့အဲ့ဒီနေရာတွေတော့ကလည်းပြီးတော့မှခနာတာရှောင်ရှားပြီးတော့မှမိလို့ရကိုရွှေပြောင်းတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမုတ်တုံရတီကိုစတင်ပြီးတော့ဝင်လာတဲ့အချိန်မှာပဲပေါ့နော်အခုဆိုရင်မိုးရလည်းတဖြည်းဖြည်းရွာတော့မှမိုးလို့ကျွန်တော်တို့အနေနဲ့မနေ့တုန်းကလိုမျိုးဖြစ်မျိုးတွေထပ်ပြီးတော့မှမကြုံတွေ့ရအောင်ကျွန်တော်တို့ပြည်သူတွေချင်းချင်းတရင်တွေဖလဲရင်းနဲ့ လွယ်တဲ့ဒီပျက်စီးကြရတွေကိုစောင့်ထားကြဖို့လွယ်နေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ပေါ့နော်အမြဲတမ်းနားဆွင့်ပြီးတော့မှကိုယ့်ရဲ့ကိုယ်တွေတာမှာဘယ်လိုမျိုးမူလေးဝတ္တရာတိဥတ္တတွေရှိနေတယ်ဆိုတာကိုအချင်းချင်းလစ်တို့ပြီးတော့မှတည်င်းတွေမျှဝေဖို့လွယ်နေတယ်ဆိုတဲ့အကြောင်းလည်းတပြီးတော့မှပြောလိုပါတယ်ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်နေတဲ့ခေတ္တကတရင်တပုတ်လေးကျွန်တော်တို့စပီဒ်မှာနားထောင်ချစ်လေးရအောင်နော် AR တိုက်ငဘူးမြို့နယ်ကအချက်ဖက်စကောင်စီလက်အောက်ခံစီဘင်ဂျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးဆိုတဲ့သူက သူ့ရဲ့တူရင်းဖြစ်တဲ့သူကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်စစ်တပ်ထဲကိုပို့တဲ့အချိန်ဇေကောင်စီတပ်သားတွေကဝိုင်းဝန်းထိုးချိတ်ရိုက်နှက်မှုကြောင့်ဝယ်ချင်းပြီးကိုထေသွားပြီးအလောင်းကိုစစ်တပ်ကပြန်လာပေးသွားတယ်လို့ဒေသခံပြည်သူတွေကရုံုံခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အဲ့ဒီအင်ကဘူးမြို့နယ်စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးဆိုတဲ့သူကသူ့ရဲ့ညီအရင်းဖြစ်သူဥညွန့်ရွှေရဲ့တားကိုတစ်ချိန်လုံးအရက်တောက်နေလို့ဆိုပြီးစစ်မှုထမ်းတပ်သားတစ်အဖြစ်ထည့်လိုက်တယ်ဆိုပါတယ်အဲ့ဒီနော် ဇော်လ14ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်14အတွက်ဆိုပြီးအဲ့ဒီအုပ်ကြီးဦးစိုးရဲ့တူရင်းဖြစ်သူကိုစစ်တပ်ကလာခေါ်သွားပြီးတော့နှစ်ရက်အကြာဇော်လ16ရက်နေ့မှာတော့အုပ်ကြီးဦးစိုးရဲ့တူဟာတေသွားပြီးဆိုပြီးစစ်တပ်ကအလောင်းကိုပြန်လာပေးသွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီနောက်အုပ်ကြီးဦးစိုးရဲ့တူရင်းဖြစ်သူအလောင်းကိုကြိလိုက်တဲ့အခါမှာတော့တကောလုံးမဝိုင်းဝန်းရိုက်နဲ့နှိပ်စက်ထားတဲ့ဒဏ်ရာတွေပြည့်နှက်နေတာကိုတွေ့ရတယ်လို့စစ်သားတအုပ်ကိုဆက်သွယ်မေးမြန်းရမှာတော့အုပ်ကြီးဦးစိုးရဲ့တူကအရက်ကြောင်ကြောင်နေတဲ့အတွက် စစ်သားတွေကဝိုင်းဝန်းရိုက်နှက်ရာကနေလက်လုံပြီးသေသွားတယ်ဆိုပြီးတော့ကိုပြန်ပြောထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာမရဲတာပေါ့နော်ဒီအုတ်ကြီးကဆိုတော့ကျွန်တော်ကိုဆိုရင်သူ့ရဲ့သူရင်းအောင်တော့မှစစ်သက်ထဲကိုအတင်းတွန်းပို့ပြီးတော့မှသူ့ကိုချိုးပဲကြည့်သွားတယ်ဆိုတော့ကျွန်တော်တို့ချက်ပြီးတော့တွေ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာစစ်သက်ထဲမှာရှိနေတဲ့စစ်ခွေးတွေကနေပြီးတော့မှသူ့ကိုဝိုင်းဝန်းထိုးချဲ့ရိုက်နေရင်းနဲ့လစ်လွန်တဲ့စပရမဟုဆိုရင်ကျွန်တော်တို့တေဆုံသွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးကိုချင်းချင်းတောင်းမှပေါ့နော်တွေ့တော့ဆက်နေတဲ့လူတွေတောင်းမှခုဆိုရင်စကောင်စီနဲ့ ပတ်သက်သူမှတမရဆိုတော့အကြောက်တရားမရှိဘဲနဲ့ပြန်ပြီးတော့မှစစ်ထဲကိုတင်းတွန်းပို့နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှအခုလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့မိစ္ဆာအကောင်တွေကိုအမြန်ဆုံးမြန်မာပြည်ကနေပြီးတော့မှချိန်မရှင်းလင်းဖို့လွမ်းနေပြီးဆိုပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့မိဘပြည်သူတွေကနေပြီးတော့မှ ကိုနာဝနာကနဲ့ကျွန်တော်တို့ရင်သွင်းငယ်လေးတွေတက်စင်စားပြီးတော့မှဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပေါင်းရင်းနဲ့ပေါ့နော်ကျွန်တော်တို့တော်လိုင်းရေးမှာအများဆုံးအောင်ပွဲတွေနဲ့အဆုံးသတ်နိုင်ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တယ်ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲအဆုံးသတ်ချင်ပါတယ်စာဆုံးကျေးဇူးပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်ညချန်နယ်ပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမခေါင်းတောင်းပေးလိုက်ပါတယ်